ိသက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့တပံ audio book channel လေးကနေကြိုဆိုလိုက်ပါရင်တော့ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာနန်းရွှေရေးသားထားတဲ့လှုပ်ဝက်လွန်းသော လူသားကဘာဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပြီးမမေ့ကြပါနဲ့နော်။လှုပ်ဝက်လွန်းသောလူသားကဘာကျမတို့နေတော့ကဘာလောကကြီးဟာဘလောက်စမ်းချေပါသလဲ။ ကမ္ဘာလောကရဲ့စမ်းကျင်မှုအဆုံဆုံးလှုပ်ဝက်မှုအဖုံဖုံတို့ကတီးတန့်လီလာစူးစမ်းခြင်းမပြုတ်ဝလျက်တောင်မှကျမတို့ရှင်တန်ရနေစဉ်ဘဝမှာမကြခဏတွေ့မြင်ရတတ်ပါတယ်။ဒီလိုမကြခဏတွေ့ကြုံလာတော့လေကမ္ဘာလောကအကြောင်းကစူးစမ်းခြင်းစရာလီလာခြင်းစရာဖြစ်လာပြန်ပါတယ်။လူစသောသရဝခသိန်းတို့နဲ့တောထောင်ရင်းမြေတို့ဟာဘလောက်ထိဆက်ဆက်ရှက်နေနေပါသလဲ။အဖို့ကတော့ကျမငငယ်တုန်းကပြောပို့ခဲ့ပါတယ်။ ငါမြင်လူဆိုတာဘဝပတ်ဝန်းကျင်မှာကျင့်လဲနေတဲ့၍ဘယ်လို့ကိုပဲလှုပ်လို့တစ္ဆာတမာတွေရှိရတယ်။မင်းမှတစ္ဆာလူမှကတိရတဲ့ငါမြင်ရဲ့အဲ့ဒီတုန်းကတော့အဖိုးစကားရဲ့အတိတ်နဲ့ကိုတော့ကျမနားမလည်ခဲ့ပါအခုတော့ဖြစ်တိလာတလူလူအသေးချာတော့မဟုတ်အတိကျတော့မဟုတ်နောက်ထပ်ပြောခဲ့တဲ့အဖိုးရဲ့စကားကတော့လူတွေနဲ့ဆက်နွယ်နေရဲ့ဩဃာတဝင်ခြင်းအကြောင်းမို့အဲ့ဒါကတော့ ငါမြေကြားဘူးလားလူကြီးသူမတွေပြောထားခဲ့တာဂရီတစ္ဆာတီတော့ခါဝင်ဩစာလေးနဲ့ပေါ်စီတက်၍နွယ်မြက်တစ်ပင်ဆေးဖက်ဝင်နဲ့အသေးချာငါမြေမှတ်ထားဒီစကားကိုငါမြေကအခုနားမလဲတဲ့နောက်တော့နားလေလာလိမ့်မယ်အဖိုးပြောတဲ့စကားကလှုပ်ဝက်နန်းနေတာကိုတော့ကျမသိပါတယ်ဒါပေမဲ့ဒီစကားရဲ့အထိပယ်ကိုတော့ကျမအရင်လည်းမသိအပြားလည်းမသိအစလည်းဆုံး ဘာမှတော့မသိပါဒီစကားကိုကြားတော့ကျမရဲ့ရှင်ထဲမှာကြည်နုနှစ်သက်တယ်လို့တော့ရှိလိုက်ပါတယ်ကျမ16နှစ်ရွယ်ရောက်တော့ဒီစကားနဲ့တိုက်ဆိုင်သလိုရှိတဲ့ဖြစ်ရလေးတစ်ခုကကျမရဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ပေါ်လာခဲ့လေတော့အဖိုးရဲ့စကားအတိတ်ပဲကိုသိတယ်လို့တော့ဖြစ်လာခဲ့ပါတယ်အဲ့ဒီဖြစ်ရကရွာရှိအင်းထဲမှာငါးဖက်နဲ့ကိုပြောကြီးက မတော်တဆလက်ကိုလှေတက်နဲ့ခိုင်းမိရခလက်အရာမလျော့ညညဆိုရင် ကိုက်လို့အောင်နေရပါတယ်။ရွာမှာရှိတဲ့ဆေးမြေဆေးဥတွေနဲ့တွေးလိမ့်ကြက်စီတို့တော်မရမတက်တာအဲ့ဒီတော့ကကျမတို့ရွာကလည်းအခုလိုမဖွင့်ဖြိုးမတိုးတက်သေးတော့ရွာမိုးချုပ်ဆက်မှအရက်သားဆေးထိုးစရာခေါ်ကုတော်လေတလားနှစ်လားတောင်အချိန်ကုန်လွန်သွားပါတယ်။အနာကဘာမှထူးခြားမလာပြီ။အရက်ထဲမှာလူတချို့ကတော့ကိုပြော့အနာကြိုင်မလွယ်ဘူး။လက်ပဖျက်ရလိမ့်မယ်။ဘေးတွေလေးပါလိမေးကြည့်ပါလားမအောင်ရဲ့။ ဒီလိုပြောကြတော့ကိုပြောကတော့လက်ဖြတ်ရလေဘာတက်နိုင်မလေးဗျာဆေးရုံဆေးခံသွားရလောက်ကျွန်တော်တို့မှငွေမှမရှိတာအရက်ဆရာနဲ့လူအရက်ဆေးမြင့်ဆေးဦးနဲ့ခုဒါပဲတက်နိုင်တာလေအဲ့ဒီလိုပြောလို့ရှိပါတယ်ဘေးရင်တော်ခိုင်းသူများကိုတော့ကိုပြဇနီးမအောင်ကကျမလည်းလိုက်တော့တွက်ကြည့်တာပါပဲရေရာချီပြီးတော့ပေးလိုက်ကြတာချီးပါပဲပြီးတော့ဆရာကောင်းနဲ့တွေ့မှာပါအချိန်တန်ရင်ပြောက်ပါလိမ့်မယ်လို့ပြောတာပဲ။ အဲ့ဒီလိုဖြည့်ပြန်ပါတယ်တချို့ကလည်းဗီရင်ချင်းအာကုမနီနဲ့ပဲစေယုံစီကသွားဖို့တာတိုက်တွန်းရင် ကိုပြော့အနာကတော့၃လထဲကိုပဲရောက်ခဲ့ပါတယ်ဒီ၃လအတွင်းမှာညညင်းနဲ့လာလေလေကိုပြော့ရဲ့အနာကကြိုက်ခဲလာလေဖြစ်တဲ့အတွက်လူချေတိတ်ချင်မှာတော့ကိုပြော့ရဲ့ညင်ညူတန်ကတဲပဝင်းချင်မှာပြန့်နေလို့လာပါတယ်အဲ့ဒီအချိန်တုန်းကကိုပြော့တို့အင်းသားမှာရက်တိတ်လိုလိုတရားလာထိုင်တဲ့အဖိုးကြီးတယောက်လည်းရောက်နေလိပါတယ်အဲ့ဒီပုံကိုကြည့်လေ ကိုပြောရင်ညင်ညူတန်ကို မကြမရှိကြားရမည်ကအမှန်မဖြစ်ပါရင်ဒီတော့လေအဲ့ဒီပုံကမှအိမ်ရှိဘူးတော့အိမ်တော့မချမ်းသာဖြစ်ရတယ်ထင်ပါရဲ့တဏ္ဍာနမှာတော့အဲ့ဒီပုံကကကိုပြောဇနီးမအောင်ကို လူမမအတော်ဖြစ်နေလားအတော်ဖြစ်နေပါရင်အဖရဲ့ညညဆိုရင်မအိပ်ရပါဘူးကဲနိုင်ကဲပါအဖရဲ့အဲ့ဒီလိုအပြန်လဲပြောမိလိုက်ကြတယ်လေအဲ့ဒီတော့အဲ့ဒီပုံကကြီးကအေးကွယ်အဖအနေနဲ့နာမိတ်တလင်ပင်တွေ အားရင်လာနှုတ်ပြီးဥရိစေးထားလိုက်နောက်နေ့ကြက်စီးပေးမယ်အဲ့ဒါလိုပြောပြီးအဖလည်းသူ့လန်းသူရှောက်သွားတယ်တဲ့လေကိုပြောရင်စနေကတော့အဖကလာနှုတ်ဆက်ပါဆိုလို့တာမိတ်တလင်ဥကိုတောင်းနှုတ်ရမည်ဖြစ်တော်လေနှုတ်ရမည်ကိုစိတ်မပါခဲ့ပါဘာကြောင့်လဲဆိုတော့အရင်ကလည်းမိတ်တလင်ဥများကို ထောင်းထုတ်ပြီးတော့ကြက်စီးခဲ့ပြီးပါပြီလေဘာမှမထူးခြားခဲ့တာပဲလေနောက်နေ့အဖဆိုသူအဖိုးကြီးရောက်လာတော့ကိုပြောရဲ့အနာကိုကြက်စီပေးပြီ ညနေလောက်ကြာရင်ဖြည့်ပေးလိုက်ပါပြီးတော့ကျန်တဲ့မိတ်ကလေးနဲ့ထပ်ပြီးစီးထားပေးလိုက်လို့ပြောပြီးသူ့မိခိုရအင်မေကညောင်မင်းကြီးအောက်ကိုပြန်သွားလိပါတယ်ညနေဆောင်လို့ကြက်စီးထားတာကိုဖြည့်လိုက်တော့ကိုပြော့ကြီးရဲ့အနာကတိတိတသားကြီးရောကြသွားပြီးညဘက်မှလည်းကြိုက်တာတက်တာသွားတယ်လေလေနောက်သုံးလေးရက်ကြာတော့ကိုပြော့ကအတော်ပြောက်ခင်းနေပါတယ်တပည့်လောက်ကြာတော့ကိုပြော့ကြီးအကောင်းပကတိပါရွာထဲကလူများကတော့အံ့ဩလွန်းလို့ဟာကိုပြော့ကြီး ဘလို့ကုလိုက်တာလဲဘယ်ရဆရာနဲ့ကုတာလဲကျွန်တော်တို့ကတော့ခမားလက်ဖြက်ရပြီထင်းနေရတော်တရားပေါ့ကိုပြော့ကြီးဟာအံ့ဩစွာဖြင့်ပြောကြလိပါတယ်အဲ့ဒီအကြောင်းတွေကိုကျမဘာကြောင့်သိနေရလဲဆိုတော့အဲ့ဒီအချိန်မှာအဖိုးကအင်တကြီးလေတခါတည်းအဖိုးနောက်ကိုလိုက်သွားရင်းနဲ့ကျမဒီအကြောင်းတွေကိုတွေ့မြင်ခဲ့ရတာပေါ့ရက်တိတ်လို့လို့အဖိုးကြီးတူခိုင်းနေမိတ်တလင်တူကတော့ကျမဒေါ်အောင်ကြီးနဲ့တော်ပန်းလေးလာလို့ခူရင်လိုက်ပါသွားခဲ့ရပါ့ နောက်တော့ကျမအဖိုကို မေးကြည့်ပါသေးတယ်။အဖိုဥပြော့ကြီးအနာမျိုးဆွေးခန့်သွားကုဖို့အဖိုကဘာလို့ငွေထုတ်မပေးရလဲ။ငါမင်းအဖိုကယုံကြည်ချက်နဲ့အလုလုတယ်။ဂရီးတစ္ဆာနဲ့အလုလုတယ်။အဖိုစကားတွေကိုကျမနားမလဲ။ကိုပြော့ကြီးတို့ကငွေတွေအကျဉ်းချင်းချေးပြီးပြန်မပေးလို့လား။ဒါလည်းမဖြစ်နိုင်။ကိုပြော့ကြီးတို့အဖိုကိုငွေပြတ်မဆက်ဘူးလို့တခါမှမကြောက်ဘူးပဲ။ဒါကြောင့်မို့ကျမဘာကိုယုံကြည်ချက်လဲ။ ဒါရင်ငါမြေနောက်တော့နားလည်လာမှာပါဒီလိုနဲ့တဆတဆကြီးလာတော့အဖိုးရဲ့အင်းလုပ်ငန်းအကြောင်းကို နားလည်တယ်လို့လို့ရှိတော့အဖိုးစကားတွေကိုလည်းနားလည်တယ်လို့လို့ရှိလာပါတယ်အင်းလုပ်ငန်းရဲ့ဒလိထုံးစံအတိုင်းမီယိုဖလံပိုင်တူဆန်တီတွေကိုစောင့်ရှောက်ဖို့အံ့နိုင်ရပါတယ်ကိုပြောကြီးတို့မိသားစုကိုလည်းအင်းဆောင်ဖြစ်ထားပါတယ်နောက်ထပ်ကိုပြောကြီးနဲ့ပတ်သက်လို့ကြားရတာကတော့အဖိုးနဲ့လောဘော်ကိုင်ဖတ်တူးစီကကိုဖို့ကော ပျော်ကြီးလက်အနာဖြစ်တဲ့နေ့ကပျော်ကြီးခိုးရောက်နဲ့ငါးချိန်ဘယ်လောက်ရှိမယ်မှန်းမိလေအဖိုးမေတော့အဖိုးကပြန်ပြောပါတယ်ကျွန်တော်လည်းအဲ့ဒီလောက်အထီတော့တေးချလိုင်းမစစ်တော့ပါဘူးပျော်ကြီးလည်းသူ့ထိုက်နဲ့သူ့ခံခံလိုက်ရတာပဲမဟုတ်လားကျွန်တော်ကတော့ဘာမှသဘောမထားပါဘူးအဖိုးရဲ့စကားတွေကိုကျွန်မလိုက်ပြီးခြေရာကောက်ကြည့်မိပါတယ်ကိုပျော်ကြီးအင်းတွေကငါးတွေခိုးရောက်လို့ဂရီးတစ္ဆာမတီးလို့ပျက်စီးခြင်းအနာရောဂါရခြင်းတို့ဖြစ်ရလေသလား အင်းဆောင်နဲ့တွေမကျေနပ်လို့အနာဖြစ်အောင်လုံးလိုက်လေသလားဒါဟာကျမတယောက်တည်းရဲ့အတွေးတွေမဟုတ်ပါကိုပြောက်ကြီး အနာဖြစ်တဲ့နေ့ကလေးကပတ်ဝန်းကျင်ကဝေဖန်ကြတာပါကျမအခုမှသိလို့အခုမှတွေးမိချင်တော့နောက်ထပ်အတွေးတစ်ခုက စေဦးစေမြင့်မျိုးစုံလုံးနဲ့ကုသတော်လဲမပြောက်မတက်တာပဲအဖဆရာကြီးမိတ်တလင်းနဲ့ကြက်စီတော်မှပျောက်ကင်းသွားတာကတော့အဖဆရာကြီးရဲ့ဂရိတစ္ဆာကြောင့်ຫນွေမြက်တစ်ပင်တို့ဟာ ဆေးပတ်ဝင်လေသလားထူးဆန်းလေစွာငငယ်ကအဖို့ပြောခဲ့တဲ့စကားတွေနဲ့တော့တက်ဆိုင်တယ်လို့ရှိပါတယ်ဒီကဘာမီလောကနဲ့ပတ်သက်လို့နောက်ထပ်ထူးဆန်းတဲ့အတွေ့အကြုံတစ်ခုကတော့ရွာကမောင်တီတို့မောင်နှမနှစ်ယောက်နဲ့ပတ်သက်လို့တွေ့ခဲ့ရတာပါဒီတစ်ခါတွေ့ရတာလေအနာပြောက်တဲ့ဆေးဖက်ဝင်အရာတစ်ခုကြောင့်ပါအဲ့ဒီဆေးဖက်ဝင်ပစ္စည်းကတော့နှွဲမဟုတ်မြတ်မဟုတ်တိပိမဟုတ်ပါရိုးရှင်းတဲ့လူသားတွေနဲ့နေစဉ်ထိတွေ့နေကြအရာတစ်ခုပါ ဒါနဲ့ဒီမောင်နှမနှစ်ယောက်ရဲ့အဖြစ်ကိုလည်းကြည့်ပါအောင်လीမင်းမရှိဖားမရှိတော့တိတ်ပြီးလဲဆင်းရဲလေရဲ့အကိုဖြစ်သူကတော့ညီမလေးကိုချစ်လိုက်တာတုံလို့လीအရေးတကြီးကြီးနဲ့တနေ့တော့အကိုဖြစ်သူကတောရရပြားတွေဖွက်လာပြီးညီမလေးလာဟေ့ဒီမှာပြားတွေပလာတယ်ငါညီမလေးစားရအောင်အဲ့ဒီလိုခေါ်လိုက်တော့သူ့ညီမလေးကကစားနေရတက်ပြင်အောက်ကနေပြေးလာလိုက်တာတင့်မြင့်နဲ့တိုက်ပြီးတော့ခြေထောက်နာသွားပါလေရော ဖြစ်တော့ကတော့ ဘာမှမဟုတ်တလို့နဲ့ခြေထောက်ကရောင်ပြီးကြိုက်နေလိုက်တာစိတ်မျိုးစုံနဲ့ကုရတော့တယ်လေအကိုဖြစ်သူ မောင်သေးကလည်းသူ့အလို့ရှင်စီကငွေတွေချေပြီးမျိုးကစီကတ်သွားတော့ခဏတော့တတတလို့လို့နောက်တော့ဘာမှမထူချင်ငွေသားကုန်အကျိုးမရှိဖြစ်တော့မောင်နှမနဲ့ဆလုံးဖြစ်ကမကြည့်ရဆရာပါပဲနောက်ရက်တွေမှာတော့ဟိုလူဒီလူတို့ကအမျိုးမျိုးအချက်ပေးလာကြပါတယ်ဟိုတစ်ချိန်တော့ကကျမတို့ရွာကအေမေနာမှာတရားလိုက်ထိုင်သွားတဲ့အဘကို တာမော်တင်နေရမှာတွေးခဲ့တဲ့အကြောင်းအဲ့ဒီအဖစီကိုသွားတင်ကြအောင်စတဲ့ဖြစ်ပေါ့နောက်ဆုံးတော့မောင်တေလေအဖရှိရာတာမော်ကိုတရင်ဆုံဆမ်းပြီးလိုက်သွားပါတယ်လူသွားရလမ်းခီးမှာငွေအနှဲငယ်နဲ့ရေဘူးတဘူးသာပါသွားနိုင်ရှာပါတယ်အဖစီကို ဆုံဆမ်းသွားရတာမှလည်းလွယ်တော့မလွယ်လာပဲခရီးကကားလန်းလေလန်းမော်တော်တင်မော်လိုနဲ့ဆက်တိုက်သွားရတော့ခရီးလည်းမဟုတ်ရွာနှဲငယ်ကိုဖြတ်ကျော်ပြီးမြက်တစ်ခုကိုကူးလို့နဲ့ကူးရသေးပါတယ် ပြီးတော့စိန်တော်ကြီးကိုဖြတ်ကျော်ပြီးရှာလောက်သူအနေငယ်ကိုတွေ့ရတယ်ခေါင်းမလာတဲ့ရွာလေးတွေရောက်ပါတယ်အဲ့ဒီရွာကလေးတွေကိုဖြတ်ကျော်ပြီးမှအဘရှိရာတောင်မကိုရောက်ခဲ့ရတော့တယ်လေမောင်တေးခမညာအဘစီကိုရောက်တော့မောကလည်းမောခီးကလည်းပန်းညီမလေးအတွက်ဇောကန်နေရှာရာကတမျိုးနဲ့စကားတော့မပြောနိုင်ရှာဦးတယ်လေအဘကတော့ရောက်ရောက်ချင်းပဲငါမေမောလာတလားအနားယူပါအောင်အဲ့ဒီလို့ မြစ်တာတန်အပြင်နဲ့ဆူလိုက်တော့မှပဲမောင်တေခမအမောအပန်ပြေခဲ့ရပါတယ်အမောပြေတော့မှ မောင်တေကအဘကျွန်တော်ညီမလေးအတွက်အဘစီလာတာပါကျွန်တော်ညီမရဲ့အနာကလမ်းဆောင်ရောက်တော့မယ်အဘကကူညီပါအဲ့ဒီလိုပြောလိုက်ရင်ပဲအဘကအေးကွယ်ငါမြီအဘပြောမယ်နားထောင်တော့မင်းညီမလေးရဲ့အနာကိုပျောက်ကင်းစေနိုင်တဲ့ဆေးရအဘစီမှာမရှိပါဘူး အဲ့ဒီလိုပြောလိုက်တော့မောင်တေခမလမ်းခီးမှာပင်မလာရတဲ့ထက်အဆများစွာ အာရင်တွေရုတ်ရွတ်လိုတော့ဖြစ်သွားလိမ့်ပါတယ်။မောင်တေကအဖစကားကိုစောင်းအောင်မှနားမထောင်မေညီမလေးအတွက်ရှက်တက်မိပွားနေရကို နောက်တော့မှအဖဆက်ပြောပါတယ်။ငါမြီစိုးရိမ်သွားသလားမစိုးရိမ်မှနဲ့ငါမြီမင်းညမလေးရဲ့အနာပြောင်းမဲ့စေရအဘစီမှာမရှိပေမဲ့ဒီမြေကဘာမှာအစွမ်းထက်တဲ့ဆေးတွေအများကြီးပါ ဒီညမင်းဒီမှာအေးအေးဆေးဆေးအနားယူလိုက်ပါနနမိုးလင်းတာနဲ့ဆေးရှိတဲ့နေရာကိုအဖညှို့လိုက်မယ်ငါမြေမင်းအနားယူတော့အဲ့ဒီလိုပြောလိုက်တော့မောင်တီခမောင်ဝမ်းတာတလို့တော့ဖြစ်သွားပါတယ်ဒါပေမဲ့အဖကသာအေးအေးဆေးဆေးအနားယူခိုင်းတော့လေအဲ့ဒီညကမောင်တီကအိတ်မပြောင်းနိုင်ပါနောက်မှကြံခဲ့တဲ့ညီမလေးကပတ်ဝန်းကျင်ကရက်ဆွေရှမ်းမြို့များနဲ့ထားခဲ့ရတာလေစိတ်မချနိုင်ပါအနာကများ ိုဆိုးနေမီလားစတဲ့တောကတွေနဲ့မောင်တိတ်ရင်မှာအပြည့်နေပေါ့ဒါတင်မကသေးပါဘူးအဖနနမိုးလည်းရင်ဆေးရှိတဲ့နေရာကိုပြောမယ်တဲ့ဆေးရှိတဲ့နေရာကဒီတမောပတ်ဝန်းကျင်မှာလားဘလို့ခက်ခဲတဲ့နေရာကိုသွားပြီးဘယ်နေရာမှာယူရမယ်ဆေးလဲအဖစီမှာတော့ဆေးမရှိဘူးလို့ပြောပုံထားရင်ဒီအနည်းပတ်ဝန်းကျင်မှာလည်းရှိတဲ့ဆေးတော့မဖြစ်နိုင် မောင်တိတ်အထင်တော့တဘာဝအလျောက်ပေါက်နေရဲ့တောနဲ့ထဲကတဲ့ဦးတက်ဖို့လေလားဒီတော့ဒီတောင်ကိုလေသူမကျွမ်းကျင်ပါ ရှိုင်းဆိုင်နဲ့တားကောင်တို့နဲ့တွေ့ရင်လဲသူ့မှာဘာအတွေ့အကြုံမှမရှိဒါပေမဲ့ဒီမြေကဘာမှာတူဦးတဲ့တော့တွေးတော့အရင်ချဖြစ်တဲ့မျက်နှာငယ်ညီမလေးအတွက်သူ့ပါမစိုးလုံနိုင်ရမယ်လို့စိတ်ကိုတင်ထားရင်မိုးလင်းခါနီမှာအိပ်ပျော်သွားပါတယ်အိမ်မက်ထဲမှာတော့အဖာစီးရှင်နေအောင်ပြောပါအဖာအဲ့ဒီလိုမေးပါတယ်အဖာကတော့တင်းငယ်အေးစိတော့အပြုံနဲ့မောင်တိတ်ကိုလက်ညှိုးညွှန်ပြလိုက်ပါတယ်အဖလက်ညှိုးညွှန်ရကော မောင်တီးကြည့်လိုက်တော့သူကဖြက်ကူးလို့နဲ့ဖြက်လာတဲ့မြစ်ပြင်ကြီးမြစ်ရည်တွေကစိတ်မီကြည့်လို့ရင်းမြို့ဖြက်ပြီးတိုက်ခတ်လာတဲ့လေးပြေအေးကမောင်တီးမျက်နှာကိုဖြက်တန်တိုက်ခတ်လာပြီးအေးကနဲ့ခန်းစားလိုက်ရတော့မောင်တီးလန်လို့သွားပါတယ်တကယ်တော့ရေပြုံဖြက်ပြီးတိုက်ခတ်လာတဲ့လေးမဟုတ်နနက်လင်းအာယုံမှာတော်ပန်တောင်နှန်းတွေစီကလှုပ်ရှားတိုက်ခတ်လာတဲ့လေးမျိုးအေးကသူ့ရဲ့ပားပြင်ကိုဖြက်တန်တိုက်ခတ်လာခြင်းမောင်တီးနားဆွလိုက်တော့အဖအောင်မှာ ဖျားရှိခိုးပြီးလို့တာရုခေါ်ရင်ဆောင်းဆိုင်နေကြတော့ပုပ်ကိုတရဝါအလုံးအမြအမြအမြအဖအမြဝင်နေလေပြီးမောင်တေးလေအဖအမြဝေတာကိုတာရုသုံးချီခေါ်ပြီးအိမ်မက်ကိုတော့ပြန်စစ်စမ်းမိလိုက်ပါတယ်အဖရည်တဲ့ကိုပြုံပြုံကြည့်နေထိုးပြနေလေရဲ့ဆေးမြကရေငုပ်ပြီးရှေးအောက်မှာတွားယူရမယ်ဆိုရင်လေအခက်တာပါ လေရောက်တက်တက်လုံးလောက်ကစားတော့လာတဲ့မောင်တေးတယောက်ရေနဲ့နဲ့ကိုတော့ ဒီအတိုင်းတစ်ခါမှဖြတ်မကူရဲ့လေလေမော်တော်ဘုတ်ကလေးသာတခါတည်းံစီးဖူးသူပါဒီအတိုင်းတွင်းနေလို့လည်းမဖြစ်မောင်တေးအဲ့ရကထပြီးအဖားစီသွားတော့အဖားကမောင်တေးစဖို့မုံများကိုအသင်လှမ်းပေးလေရဲ့ပြီးတော့ငါမြေမင်းလာခဲ့တဲ့လမ်းအမြစ်ကိုဖြက်ကူခဲရတယ်မဟုတ်လားမောင်တေးတယောက်အံ့ဩချင်းနဲ့အတူဟုတ်ပါတယ်အဖအပြန်လမ်းမှာမြစ်ကိုဖြက်ကူလို့မြစ်လေရောက်ရင် မင်းမပါလာတဲ့ရေဘူးနဲ့မြေရီကိုအပြည့်ခတ်သွားအဲ့ဒါမင်းကြီးမှအတွက်စေးပဲအတိလို့ပြောလိုက်တော့မောက်တေးခမပိုလို့တောင်အံ့ဩပြီးအဘကဘာမှပြန်မပြောနိုင်ငေးချောင်လို့ကြည့်နေတော့မှပဲအဘကအိမ်ရောက်ရင်အနာကိုအဲ့ဒီရင်နဲ့စေးကြောပြီးနှစ်ခါသုံးခါတော့လှုပ်လိုက်အနာပျောက်သွားလိမ့်မယ်အတိလို့ဆိုတော့မှမောက်တေးခမအဘကဘာမှလည်းဆက်မမေးရဲ့နှုတ်ဆက်ပြီးတော့တာထွက်ခွာလာခဲ့ပါတယ် ဒီလိုနဲ့တော်လခီရှာပြတ်လာရင်မျက်စိရတော့အသည့်တွေ့မြင်ရတဲ့ကုလိုနဲ့မျက်ကိုဖြတ်ကိုပြီးမျက်လည်ရောက်တော့မှသတိထားမိလျက်အိမ်မက်တဲကတိုင်းမျက်ရည်ကကြည်စိမ့်လိုပါအလာတော့ကတော့ကိုစိုးနဲ့ကိုမျက်ရည်ပြင်ဘလိုနေရာကို မကြည့်မိမခန့်စားမိအခုတော့မျက်ရည်ပြင်ဟောင်းမောက်တိအမြင်အာရုံကိုဆွဲဆောင်နေပါတယ်မောက်တိနှလုံးသားကိုလန်းဆန်းလာစေပါတယ်ပြီးတော့ပါလာတဲ့ရေဘူးနဲ့ရေအပြည့်ခတ်လိုက်ပြီး လွယ်လေးတဲ့ကိုအသာရထည့်ထားလိုက်ပါတော့တယ်။အင်ကိုပြန်ရောက်တော့သူ့ညီမလေးလည်းအနာရှိန်နဲ့အဲ့ရကလဲပြီးတော့အင်းအင်းအာနားရဲနားရဲမကြည့်ရဆရာကိုမြင်တွေ့ရတော့မောင်တီတယောက်အမောပင်မဖြေနိုင်ညီမဖြစ်သူကိုအဲ့ရဘောကအသာပွေပြီးအဲ့ရဘေးကိုရှေ့ကပါလာတဲ့ချိန်နဲ့ခြေထောက်ကိုအနှဲငယ်စီလောင်းချလိုက်ပါတယ်။တဖြည်းဖြည်းညဉ့်ညူတန်ကရော့ရဲလာပါတယ်။ နှစ်ခါသုံးခါလောက်လှုပ်ပြီးမှ မောက်တေအနားယူပါတယ်။နောက်သုံးရက်လောက်ကျတော့ခြေထောက်အနားကအတော်ကောင်းသွားပါတယ်။ခွန်ရည်လောက်ကျတော့ညီမဖြစ်သူကလုံးဝကောင်းသွားပါတယ်။ညီမဖြစ်သူအနားပြောက်ကင်းသွားလို့မေးကြည့်လိုက်တော့အကိုရှည်လောင်ပေးလိုက်တဲ့ခြေထောက်မှာအေးမြတဲ့အရတောင်ခံစားရပြီးခံစားရတဲ့ဝေဒနာအပူချိန်တွေကရော့ရော့ကျသွားတယ်။ကဲဘလောက်များထူဆန်လိုက်ပါတလေ။စေးဘက်ဝင်ပါတယ်ဆိုတော့တော်မြင့်တော်ဥရုနဲ့လည်းမပြောင်း ခင်မီစေဝါအတက်ပညာတို့နဲ့လည်းကုလိုမယစေးစရာအဖဖော်ဆက်ပေးလိုက်တာလည်းမဟုတ်အဖရဲ့ညွှန်ကြားချက်အရာခက်လာတဲ့မြင့်လင်မရှိကဘသူမှကုမရတဲ့ယောဂါကိုပျောက်တဲ့လေတိတူဖော်ဆာမတိတူကြော့သွားဆိုတာဒါပဲထင်ပါလေမောင်သေးတာဒီမြင့်ရေကိုကြော့သွားခဲ့တာမဟုတ်ပါလားအဖဖော်ညွှန်လို့စေးဖြစ်ရတာမဟုတ်ရင်တော့ရေကရေပဲနေမှာပါကျမဒီဖြစ်ရက်ကိုအကြောင်းပြုပြီးတခုတော့တွေးမိပါရဲ့ ငယ်စဉ်ကအဖိုးပြောခဲ့တဲ့စကားလေးတိုင်းပဲအဖရဲ့တစ္ဆာတမာရီအားကြောင့်အဖညွန်ပြရာအရာရာတိုင်းကဆေးဖြစ်နေတော့သလားဒါမှမဟုတ်ရင်အဖရဲ့နတ်နေတဲ့ပညာစွမ်းကြောင့်ဒီကဘာမြေပြင်ရဲ့နှုတ်ဝက်ချက်တို့ကိုအဖသိရှိနေသလားတခုခုတော့တခုခုပဲအဲ့ဒီတခုခုကိုကျမလည်းအသေးချမသိပါဒီကဘာမြေဟာနှုတ်ဝက်လုံးမသလားဒီကဘာမြေဟာစမ်းချေလာမသလားပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့စံလင်ကတော့ စာရေးဆရာနန်းရွှေရေးသားထားတဲ့လှုပ်ဝက်လွန်းသောလူသားကဘာဆိုတဲ့ဇလန်းလေးရဲ့အစာဆုံးကိုတင်ဆက်ပေးကြတာဖြစ်ပါရှင်ဇလန်းလေးကိုနားဆင်ပြပြီးဆိုတော့ကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော် နောက်နေ့တွေမှာလည်းဘလို့ဇလန်းလေးကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇလန်းများနားဆင်ရင်ပရိသတ်များအားလုံး ဘဝအမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာစုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။